ဲက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 ဲမပြောမပြီးမတိမမီဆိုသလိုပဲလီဗာပူးအတင်းအတွက်ဆိုလို့ရှင်အာနီစလော့အတွက်လိုချင်တဲ့ကစားသမားတွေကိုလိုချင်တဲ့ဈေးနဲ့လည်းအရာခေါ်ထားပေးပြီးပါပြီဒါပေမဲ့ရှုပ်ပွဲတွေအရဆိုလို့ရှင်တပွဲကနေနှစ်ပွဲနှစ်ပွဲကနေအခုသုံးပွဲထိဆက်သွားပြီးပါပြီလက်ရှိကဒါ international break ဆိုတဲ့အတွက်ကြောင့်မို့လို့ဒါလက်ရှိ Premier League ပွဲစဉ်တွေနားထားရဆိုတော့ကြုံခဲ့ပြီးတဲ့ရှုပ်ပွဲတွေအကြောင်းကိုလည်းမလာပြန်မပြောချင်တော့ဘူးအဲ့တော့ international break ကနေပြန်လာလို့ရှင်လီဗာပူးအတင်းအနေနဲ့ဘာတွေပြင်ဆင်သင့်လဲလီဗာပူးအတင်းအနေနဲ့ဘာတွေမှားနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့မလာမြင်လေးကိုပြောပြပါမယ် လက်တလောက်မှာလီဗာပူးအသင်းရဲ့ရလတ်ဆိုးရအကြောင်းမလို့ဒါလီဗာပူးပြစ်တက်တွေပေါ့နော်တချို့ကဆိုလို့ရှိရင်လည်းဒါစိတ်ပြတ်ကြတယ်တချို့ဆိုလို့ရှိရင်လည်းအမလို့အမများဖြစ်ကြတယ်တချို့ဆိုလို့ရှိရင်လည်းဝေဖန်ကြရပေါ့နော်ဒါကတော့ကောင်းစေခြင်းလို့ပေါ့ဒါတဲမဲ့အသင်းပြစ်တက်တွေအနေနဲ့ဆိုလို့ရှိရင်လည်းလီဗာပူးအသင်းအနေနဲ့ဒါရာသီပေါ့နော်အပြောင်းရွှေ့ရာသီမှာတော့ပတ်စံတွေဒီလောက်တုံးပြီးတော့ကစားသမားတွေဝယ်ထားတာတော့မှဒီလောက်လေးပဲလာပေါ့နော်လီဗာပူးကတော့ဒါအထည်ကြီးပြတ်ပြောလို့ရှိရင်တော့ဒါနမကြီးထမင်းငတ်ဖြစ်နေပြီဆိုပြီးတော့လှမ်းပြောင်းကြတယ်ဒါပေမဲ့မလာနေနေတော့မမှုပါဘူးဘာဖြစ်လို့လဲဆိုတော့လီဗာပူးအသင်းရေပေါ့နော်ဒီနှစ်ပရီးမီးယားလိဂ်ရာသီပေါ့ဒါအဖွဲ့ကန်နေပြီးတဲ့ နှစ်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လိုဘူအသင်းကဒါလက်ရှိပရီးမီးယားလိဂ်ဇယားမှာထိတ်တန်းမအောင်เนาะထိတ်ဆုံးမှာဒါရှိနေတဲ့၈သင်းနဲ့ကမှဒါ၅သင်းနဲ့ရင်ဆိုင်ခဲ့ရတာပြောလို့ရှိရင်ဒါပရီးမီးယားလိဂ်မှာဆိုလို့ရှိရင်လီဗာပူးအသင်းလောက်ပွဲချက်တွေကိုရင်ဆိုင်ရတဲ့အသင်းရှိမယ်လို့မထင်ဘူး။နောက်ပြတစ်ခုရှိတာကချန်ပီယံလိဂ်မှာဆိုလို့ရှိရင်လည်းရင်ဆိုင်ခဲ့ရတဲ့နှစ်ပွဲလုံးမှာဆိုလို့ရှိရင်ဒါချန်ပီယံလိဂ်လာလီဂါလိဂ်မှာဆိုလို့ရှိရင်ဒါထိတ်ဆုံးအသင်းဖြစ်နေတဲ့အာအတလတီကိုမက်ဒရစ်နောက်ပြီးတော့ဒါတူရကီလိမှာဆိုလို့ရှိရင်လည်းဒါထိတ်ဆုံးအသင်းဖြစ်နေတဲ့ဂလာဒါစာရေးပေါ့နော်ဒီလိုအသင်းတွေနဲ့ရင်ဆိုင်ခဲ့ရတယ် ဲ့တော့ပြောလို့ရှိရင်ဥရောပရဲ့ထိပ်တန်းလိ၅ခုမှာဆိုလို့ရှိရင်လီဗာပူးအသေးလောက်ပွဲကျက်တဲ့အသေးရှိမယ်လို့မထင်ဘူး မလာမြန်ဆိုလို့ရှိရင်တော့ဒါပြိုင်ပွဲဆောင်သုံးပွဲဆက်ရှုံးထားတာလည်းကောင်းတယ်လို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒါလက်ရှိမှာပေါ့နော်ဘလုံးရည်ဒီမှာဆိုလို့ရှိရင်ဘလုံးရည်ကလေးပုံတစ်ပုံတော့ကျိုးသွားလောက်ပြီ။လေးပုံတစ်ပုံလောက်ပဲကျိုးသေးတဲ့အချိန်မှာဒီလိုမျိုးသုံးပွဲဆက်ရှုံးသွားတာကအာလေဘူးအစ်တင်နဲ့ဘာတွေပြောင်းလဲပြင်ဆင်မှုတွေလုပ်ရမလဲဆိုပြီးတော့ပေါ့နော်ဒီလိုမျိုးအစ်တတရားကိုတော့ unless slot ဝင်သွားလောက်ပြီးလို့ထင်တယ်လေဘူးအစ်တင်နဲ့ဒါသုံးပွဲဆက်ပေါ့နော်ပြန်ပွဲဆုံးသုံးပွဲဆက်ဒါရှုံးခဲ့ဘူးတဲ့ဆိုတာကဒါ clock လက်ထက်တုန်းကတစ်ခေါက်ဖြစ်ခဲ့ပြီးတော့ clock လက်ထက်တုန်းကဆိုလို့ရှိရင်ဒါဘုံမောက်ရယ် re ရယ် man city ရယ်ပေါ့နော်ဒါသုံးပွဲဆက်ရှုံးခဲ့တယ် အဲ့ဒီအချိန်မှာကလော့အနေနဲ့သူ့အနေနဲ့ဘဘူတဲ့မှာအပြောင်းလဲကြီးကြီးမားမားလုံအပ်နေပြီဆိုတာကိုအတိတရားဝင်သွားခဲ့။အဲ့တော့ကြောင့်မို့အပြောင်းရွှေ့ရာသီရောက်တဲ့အချိန်မှာကစားသမားတွေကိုယုံခါပြီးတော့အာကြီးမားတဲ့အပြောင်းလဲတွေပြုတ်လုခဲ့တယ်။အဲ့လိုပဲလက်ရှိအချိန်မှာဆိုလို့ရှိရင်တုံးပွဲဆက်ရှုံးပြီးသွားပြီဆိုတဲ့အချိန်မှာအာလင်းစလော့လက်ထက်မှာလဲအာလင်းစလော့အနေနဲ့ဒါယုံခါလို့တော့မရတော့ဘူးပေါ့နော်။ကစားသမားတွေကဝယ်ပြီးသွားပြီဆိုတော့အပြောင်းရွှေ့ရောလုံးလုံးတော့မရတော့ဘူး။ဒါပေမဲ့သူ့အနေနဲ့ဒီကစားသမားတွေနဲ့အန်ဝင်ဝင်ကြဖြစ်မဲ့နေ့စနစ်နေ့ပြူခါတွေပေါ့နော်။ဒါတွေကိုဘယ်လိုပြောင်းလဲလုပ်ရမလဲဆိုတာကိုတော့ အပြောင်းလဲတစ်ခုအပြောင်းလဲတွေပေါ့နော်ချင်းချင်းကလောရတော့မယ်နောက်ပြီးတော့ဒါခေါင်းမလို့မရတော့ဘူးဆိုတာကိုသူ့အနေနဲ့အတေရီယာဝင်သွားလာပြီးတော့မလာတော့ထင်ပါတယ်။မင်းတောင်းကဆိုလို့ရှိရင်ဒါ Liverpool အသင်းက Premier League မှာဆိုလို့ရှိရင်ပေးကိုပေးရတဲ့ခါမှာဆိုလို့ရှိရင်ဒါအ ਨੇ ဆုံးပေါ့နော်။ပေးကိုအ ਨੇ ဆုံးဒုတိယအသင်းအနေနဲ့လိုက်တယ်။အာပြောလို့ရှိရင် Liverpool အသင်းကဒါခန်းစစ်ကိုအပြည့်ရဲ့အသင်းလည်းမဟုတ်ခဲ့ဘူး။အာတိုက်စစ်ပြီးရင်တိုက်စစ်ဖွင့်ရင်းနဲ့ အာကိုရီဘက်ကနေပြီးတော့ဗောနော်ဂိုးပို့သွင်းနေတဲ့အတွက်ကြောင့်မလို့တိုက်စစ်ကကောင်းလုံးလို့ပြိုင်ဘက်ကအခွင့်အရေးမရပဲနဲ့ကိုရီဘက်ကဂိုးပို့သွင်းနိုင်နေတာဗောနော် Honest Law ရဲ့ user ကလည်းရှင်းတယ်ဘာလဲဆိုတော့သူ့အနေနဲ့ပြိုင်ဘက်ကွင်းဘက်ချမ်းမှာဘလုံးရောက်နေရဆိုလို့ရှိရင်ဂိုးပေးရဖို့ရခိုင်နှုန်းကနည်းတယ်အမနဲ့ကတိုက်ဆက်ကလည်းအရန်ကောင်းခဲ့တယ်ဆိုတဲ့အတွက်ကြောင့်မလို့ကိုရီးနဲ့ဂိုးတွေပိုရခဲ့တယ်အနေထားကောင်းနေတယ်ရခဲ့ပေါ့နော်ဒါပေမဲ့အဒီနေ့မှကြတော့အချိန်လေးကမတူတော့ဘူးဘဘူးသိမ်းမှာကဒါမနစ်ကနဲ့ပေါ့နော်အချိန်လေးကမတူတော့ဘူးပြောင်းလဲပါပြီဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိပေါ့နော် Premier League ခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာဆိုလို့ရှိရင်လီဗာပူးအသင်းရဲ့တိုက်စစ်ကထပ်မြက်ဆဲဆိုပေမဲ့ထိတ်ဆုံးအသင်းဆယ်သင်းထဲမှာဆိုလို့ရှိရင်ကိုရီထက်ဂိုးပိုသွင်းနိုင်တဲ့အသင်းကနှစ်သင်းရှိရယ်နောက်ပြီးတော့တခုရှိတာကဒါပေးဂိုးပိုင်းပေါ့ပေးဂိုးမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒါထိတ်ဆုံးဆယ်သင်းထဲမှာဆိုလို့ရှိရင်ကိုရီထက်ပေးဂိုးပိုများတာဆိုလို့ရှိရင်လည်းမန်ယူတဲ့သင်းမဲ့ရှိတော့တယ်လီဗာပူးအသင်းအနေနဲ့ပေါ့နော်ဒါမနှစ်ကလိုမျိုးခန်းစစ်တန်းကနေပြီးတော့ကွင်းလယ်ထီလိုက်ပါကစားဖို့လိုက်ကူပေးဖို့ဆိုတာကမလွယ်ကူတော့ဘူးအာပြောလို့ရှိရင်ဒါကွန်နာတင်းနဲ့ဗန်ဒိုက်ရဲ့ပေါ့နော်ဖိုးခန်းစစ်အတွဲရဆိုလို့ရှိရင်လည်းကစားကြလာပြီရင်လို့လည်းမမြန်တော့ဘူးနောက်ပြီးတော့အာ ရမ်းမြန်ပါတယ်ဆိုရယ်ရောဘတ်ဆန်ကိုတိုင်လည်းဒါကစားအားတွေကြာလာပြီနောက်ပြီးတော့ညာဘတ်ချမ်းမှာဆိုလို့ရှိရင်လည်းအာနိုလည်းမရှိတော့ဘူးအာတခုရှိတာဘာလဲဆိုတော့လက်ရှိမှာလူအင်အားထပ်ဖြည့်ထားတဲ့ကာကတ်စ်နဲ့ဖရင့်ပေါင်မှာဆိုလို့ရှိရင်လည်းဒါကာကတ်စ်အနေနဲ့အနေထားလေးမစိုးဘူးလို့ပြောလို့ရပါမယ်ဖရင့်ပေါင်ဘတ်ချမ်းမှာဆိုလို့ရှိရင်တော့တော်တော်လေးကိုလိုအပ်နေသေးတာကိုတွေ့ရတယ်ဘဘူးအစ်အနေနဲ့တိုက်စစ်ကတော့ဒါမနှစ်ကလိုပဲလို့ရေဘူးကပြောလို့ရတယ်ဒါပေမဲ့တခုရှိတာပြိုင်မဲ့ ပြန်ပတ်အသင်းနေဆိုလို့ရှိရင်ပေါ့နော်ကိုရီလီဗာပူးအသင်းရဲ့ကစားကွက်အထောက်အပံ့တည်နေပြီအာပြောလို့ရှိရင်လီဗာပူးအသင်းကဒါဂိုးဖန်နေမှုတွေမှာဆိုလို့ရှိရင်တော့လက်ရှိပရီးမီယာလိမှာဆိုရင်တော့ဥဆောင်နေသေးပဲဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ပရီးမီယာလိခုနှစ်ပွဲမှာဆိုလို့ရှိရင်ဂိုးဖန်နေမှုဆိုလို့ရှိရင်ဒါ88ကြိမ်ထိရှိတယ်ပြောရရင်ပြန်ပြန်အားဖြင့်ဆိုလို့ရှိရင်တော့ဒါတပွဲကိုဆိုလို့ရှိရင်တော့17ကြိမ်လောက်အထိပေါ့နော်ဂိုးဖန်နေမှုတွေပြုလုပ်နိုင်တယ်ဒါပေမဲ့တခုရှိတာကတော့အဆုံးသတ်နိုင်ဆိုရမယ်အဆုံးသတ်နိုင်တယ်မှာဆိုလို့ရှိရင်ဒါမနစ်ကဆိုလို့ရှိရင်တော့လီဗာပူးအသင်းကဒါအဆုံးသတ်မှာပေါ့နော်ဂိုးဘယ်သူတွင်းမလဲဆိုရင်တော့တေချာရတဲ့ဒါတေချာပေါက်ဆာလာပဲဆာလာကိုပေးပြီးတော့ဒါအဆုံးသတ်ပိုင်းတ က်ကိုဆလာတာဝန်ယူထားတယ်။အဲ့တော့အခုဆိုလို့ရှင်ဒါ finishing မိုင်းကောင်းနေပေါ့နော်။အထောင်တိုက်စစ်မှုတွေလည်းရောက်ရှိလာပြီဆိုတော့အာဒီ goal ရရှိဖို့အတွက်ကိုအဆုံးသက်ပိုင်းကဘယ်သူတာဝန်ယူမှာလဲဆိုတာကတော့ဒါစိတ်ဝင်စားစရာဖြစ်လာပြီ။ဘာဖြစ်လို့လဲဆိုတော့စိတ်ဝင်စားစရာဆိုတာထက်ကိုပေါ့နော်ဒါအခက်အခဲတစ်ခုဖြစ်လာတယ်။ဘာဖြစ်လို့လဲဆိုတော့ဆလာဘလုံးတောင်းမှုဆိုလို့ရှင်လည်းဒီဘက်ကပေါ့နော်ကစားသမားတွေနေနဲ့ဒါမပေးပဲလဲမနေရဘူး။နောက်တော့ဒါဆလာသွင်းနေတော့ဝင်မှာပဲဆိုတော့ယုံကြည်ချက်ကိုပို့ပြီးတော့တိဆောက်ထားတဲ့ပုံစံမျိုးဖြစ်နေတယ်။အဲ့တော့ပြောလို့ရှိရင်ဒီအရှိပိုင်းမှာပေါ့နော်လက်ရှိပုံစံအတိုင်းသာတိုက်စစ်ကိုပေါ့နော် ဆက်သွားမယ်ဆိုလို့ရှိရင်တော့ဒါလည်းဘူးအစ်တင်နေတဲ့တကယ်ကိုမကြခင်မှာဆိုလို့ရှိရင်တော့ဒုက္ခလည်းနဲ့လှလှနဲ့တွေ့မှာပဲနောက်ပြီးတော့မိနစ်ကလိုမျိုးပေါ့နော်တပွဲလုံးမှာအခွင့်အရေးနှစ်ကြိမ်သုံးကြိမ်လောက်ပဲရတယ်ဆိုလို့ရှိရင်တော့ငါတို့ကိုရအောင်တွေ့မယ်အချိန်တိုင်းနိုင်ရမယ်ဆိုတော့ယုံကြည်မှုပဲပါပျောက်ဆုံးလာတာကိုတွေ့ရတယ်နောက်ပြီးတော့ဒါဒီနှစ်ဘောလုံးရသည်မှာဆိုလို့ရှိရင်ပိုပြီးတည်တာလာတာတော့ဆာလာပေါ့နော်ဆာလာအနေနဲ့ကစားအားကြလာတာပဲသူ့ကိုပြိုင်မဲ့အသင်းကနေပြီးတော့ခက်ကြမ်းကြမ်းကစားလိုက်မယ်ဆိုလို့ရှိရင်မယုံနိုင်တော့ဘူးပြိုင်မဲ့တရားလည်းဒီဟာကိုမြင်တဲ့အတွက်ကြောင့်မို့လို့ဒီလိုပုံစံမျိုးပဲတောက်လျှောက်ကစားလာခဲ့တာကိုတွေ့ရတယ်နောက်ပြီးတစ်ခုရှိတာ modern modern ပေါ့နော်ဘောလုံးလောကမှာဆိုလို့ရှိရင် ကစားသမားပေါ့နော်ကိုသမားလည်းလို့ရှိရင်ဂျန်နဲ့ကစားသမားဆက်ရောက်စလုံးကခန်းစစ်ကောဒါတိုက်စစ်ကောပါကူရတယ်ပေါ့နော်အာဆာလာအနေနဲ့ကြတော့ဒါသူ့အနေနဲ့လုံးဝခန်းစစ်ကိုကူနိုင်တာမျိုးကိုမတွေ့ရတော့ဘူးနောက်ပြီးတော့ဆာလာပတ်ချန်းကပဲဒါအာအားလိုက်ကြလို့ဖြစ်နေရပါတော့เนาะ Chelsea နဲ့ပွဲမှာဆိုလို့ရှိရင်တည်တာတယ် Chelsea ဘက်ကတောက်လျှောက်ဆာလာဘချန်းကနေပဲဖောက်သွားတာကိုတွေ့ရတယ်သူအနေနဲ့လက်ရှိမှာဆိုရှင်ဘောလုံးယူတာဘောလုံးထုတ်တာမျိုးဆိုလို့ရှိရင်လည်းတော်တော်လေးကိုကြာဆင်းလာတာကိုတွေ့ရတယ်အဲ့တော့ကြောင့်မလာနေလည်းပြောချင်တာကတော့ဆာလာအနေနဲ့ သူ့အနေနဲ့ပေါ့နော်နည်းနည်းတော့ short တင်ပြီလို့ထင်တယ်တချို့ပွဲတွေမှာဆိုလို့ရှိရင်အာပွဲချင်းပြေကစားတာမျိုးမဟုတ်ဖဲနဲ့ပေါ့နော်နောက်ချန်နေခဲ့လိုက်ပြီးတော့ဒါလိုအပ်တဲ့ပွဲမျိုးမှာဝင်ကစားတာမျိုးလုံးတက်ပြီလို့တော့မလာတော့ထင်တယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါပြိုင်ဘက်တိုင်းကဒီဘက်လီဗာပူးအသင်းရဲ့အားနဲ့ချက်ကိုတည်နေပြီဆိုတော့ ရှိလျှောက်တော့ကတော့မလွယ်ကူပါဘူးနောက်တစ်ခုကတော့ gravel bash ပေါ့နော် gravel bash ကဒါမနစ်ကဆိုလို့ရှိရင်ဒါ liverpool ရဲ့ခံစစ်ကို pressing cap ပဲဆိုလို့ရှိရင် gravel bash ကဘောလုံးကိုဒါနောက်ထိဆင်းယူရယ်ပေါ့နော်အဲဒီနှစ်မှာကျတော့ဘာတွေတွေ့လာရလဲဆိုတော့ gravel bash ကိုလွတ်လွတ်လပ်လပ်လှောက်ရှားလို့မရအောင်လို့ပြန်မဲ့အသေးတွေကအများရမ်းပဲတယောက်ကိုကတ်ထည့်ပေးတယ်အဲ့ခါကျတော့ အာ ground match နေနဲ့သူ့အနေနဲ့လှုပ်ရှားရမလွယ်ဘူးပဲနဲ့တယောက်တည်းပေါ့နော်ကစားရုံးရတာမျိုးတွေပေါ့နော်သူ့အနေနဲ့ရုံးပို့ပြီးတော့ပြိုင်ပွဲထဲမှာဆိုလို့ရှိရင်ရုံးကန်နေရတာကိုတွေ့ရတယ်။ဘာဖြစ်လို့လဲအဲ့လိုတွေ့ရလဲဆိုတော့ဒါမိနစ်တုန်းကဆိုလို့ရှိရင်တော့ ground match ကိုကူဖို့အတွက်ပေါ့နော်ဒါဆိုပုံနဲ့မက်ကာနဲ့ကနှစ်ယောက်ကအမြဲရှိနေတယ်။ဒါပေမဲ့ဒီနှစ်မှာဆိုလို့ရှိရင်ဒါ Wiz ရဲ့ AKTK ရဲ့ Iset ရဲ့သူတို့သုံးယောက်ကိုထည့်ပြီးသုံးဖို့အတွက်ကြောင့်မလို့ဒါမက်ကာနဲ့ဆိုပုံနဲ့တယောက်ကိုထုတ်ပေးရတဲ့အနေအထားမျိုးဖြစ်နေတယ်။အဲ့ဒါကြောင့်မလို့ဒါ ground match တစ်ယောက်တည်းခန်းစစ်ကိုကူဖို့အတွက်ရုံးကန်နေရတဲ့ပုံစံမျိုးဖြစ်တော့ကြတဲ့အတွက် ကြောင့်အာ grabash ကိုယ်တိုင်အနေနဲ့လည်းပေါ့နော်ကစားအားလေးအနေငယ်ကြာစင်းလာတာကိုတွေ့ရတယ်။အဲ့ဒီအချက်ပြင်ကလွယ်ဘူးအသင်းအတွက်နောက်ထပ်ရှိနေတဲ့အားနည်းချက်တစ်ခုအရဆိုလို့ရှိရင်တော့လူဂျမောဖန်းတာပဲ။လွယ်ဘူးအသင်းရဲ့လူဂျမောဖန်းကစားတာကပြိုင်ပွဲအသင်းအတွက်လက်ရှိမှာဆိုလို့ရှိရင်ဟာသားတစ်ခုလိုတောင်ဖြစ်နေ။ဘာဖြစ်လို့လဲဆိုတော့ဘိုခန်စစ်အတွဲနဲ့ဒီဘေးကအစွန်နှစ်ယောက်နဲ့ကလုံးဝအတက်စင်းရမညီဘူး။အဲ့ဒါအပြင်ကတစ်ခုရှိတာကကော်နာတေး။အများနဲ့လူဂျမောဖန်းလိုက်တယ်ကော်နာတေးကနောက်မှကျန်း ကြံကြံနေခဲ့ပြီးတော့ဒါမဖြစ်မြောက်တာကိုတွေ့ရတယ်။ဘာလို့တော့လီဗာပူးအသင်းအနေနဲ့ဒါယာတီဂျိုမာတုံးကပေါ့နော်ဘိုခန်စစ်ဒါမှမဟုတ်ရှင်ခန်စစ်တယောက်ကိုဝယ်ဖို့အတွက်ကိုအကြိုးစားခဲ့ပေမဲ့မဖြစ်မြောက်ခဲ့ဘူးပေါ့နော်။အဲ့တော့ကြောင့်မို့လို့ဒီအမဆိုးကအခုလီဗာပူးအသင်းကို6လက်နေပြီ။အဲ့တော့လာမယ့်ဇန်နဝါရီပြောင်းရွှေ့ကာလမှာတော့တေချာပေါ့နောက်ခံလူတယောက်ခေါ်ယူဖို့လိုအပ်နေပါပြီ။စောစောအနေနဲ့မလာပြောချင်တာကတော့ Arne Slot ကိုပါ။ အနက်စလော့အနေနဲ့မလာမြန်ဆိုလို့ရှိရင်ပေါ့နော်အနက်စလော့အနေနဲ့အာသူ့အနေနဲ့တခုခုလုပ်ပြလို့စိတ်အရမ်းများနေလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါမနှစ်တုန်းကပရီးမီယာလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ကောင်ကဆိုလို့ရှိရင်ကလော့တီဆောက်ခဲ့တဲ့လီဗာပူ2.0ဆိုတာနဲ့ဒါ ချန်ပီယံဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့သူ့အနေနဲ့သူကိုယ်တိုင်တိဆောက်ထားတဲ့စိတ်ကြိုက်တိဆောက်ထားတဲ့စိတ်ကြိုက်ပုံဖော်ထားတဲ့အသင်းအသစ်နဲ့အတူတခုလုပ်ပြလို့စိတ်တွေအရန်များနေတယ်အဲတချို့နေရာတွေမှာအဲ့ဒါကိုသူ short တင်တယ်လို့ထင်တယ် slot ကလည်းဒါအရေးချင်းရှိတဲ့နေပြတယောက်ဆိုတော့ပေါ့နော်သူ့အနေနဲ့လက်ရှိ Liverpool အသင်းရဲ့လိုအပ်ချက်တွေကိုဒါထက်ထဲဝင်ဝင်ပေါ့နော်ပြဿနာတွေကိုလည်းမြင်နေရတယ်သူကိုယ်တိုင်လည်းမြင်မှာပဲပေါ့နော်အဲ့တော့ပြင်ဆင်တင်တာတွေကိုတေချာပြင်ဆင်ပြီးတော့ပေါ့နော် အကောင်းဆုံးပြလာနိုင်လိမ့်မယ်လို့တော့မလာတော့ယုံကြည်ရဲအဲ့ဒါကြောင့်မလို့မုံတိုင်းနေပြီးနော်ဒီပြရတော့လာမှာပဲမလာတော့ဆက်ပြီးတော့အားပေးကြပါမယ်ကဲပြတ်သက်တော့ဘလို့ထင်ပါလဲပြတ်သက်တဲ့အမြင်လေးကိုမလေးမမတ်မိခဲ့ပါဘူးနော်ကြည့်ရှုအားပေးကြတဲ့ပြတ်သက်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်